ခုတလောသတိထားရမယ့်သတင်းတစ်ခုကိုကြားလိုက်ရပါတယ်တောင်ကိုရီးယားဟာဆေးစုနဲ့များစွာစ조사ခဲ့တဲ့ကိုပိုင်နျူကလ িয়ার ရေငုပ်သင်းဖော်တွေကိုနောက်ဆုံးတော့ကြားတော့မှာဖြစ်ပါတယ်ဆိုကဒီလိုလက်နက်ပစ္စည်းတွေကိုစတင်ထုတ်လုပ်ဖို့အစီအစဉ်ချခဲ့တာက2003ခုနှစ်ကတည်းကပါဒါတွေမကသင့်ပါဘူးသူတို့ဟာရှိုးဝက်နျူကလ িয়ার ရေငုပ်သင်္ဘောတစ်စီးကိုစတင်တိဆောက်ခဲ့ကြပေမဲ့နောက်တနည်းမှာပဲသတင်းမီဒီယာတွေကလည်းပေါက်ကြားတော့တာကြောင့်ချက်ချင်းရက်ဆိုင်ခဲ့ရပါတယ်အခုတော့မကြသေးခင်ရက်ပိုက်ကဒေါ်နယ်ထရက်ကနောက်ဆုံးတော့ခွင့်ပြုချက်ပေးလိုက်ပါပြီ ဆိုအနေနဲ့အမေရိကန်ရဲ့အကူအညီနဲ့ကိုပိုင်နျူကလ িয়ার စွန့်ရင်သုံးရင်ငုတ်သင်းဖော့တွေကိုတိစောက်နိုင်တော့မှာပါသတိပြုပြီးကြည့်မယ်ဆိုရင်ဒါဟာနိုင်ငံတကာနယ်ပယ်မှာဒီနှစ်ထဲမှာဖြစ်ခဲ့တဲ့အရေးကြီးဆုံးသတင်းတွေထဲကတစ်ခုဖြစ်နိုင်ပါတယ်ဒါဟာလုံးဝအရေးပါတဲ့အပြောင်းလဲတစ်ခုပါဘာကြောင့်လဲဆိုတော့ဆိုးကပထမဆုံးနျူကလ িয়ার ရေငုပ်သင်းဖော့ကိုစတင်အသုံးပြုတာနဲ့တပြိုင်နက်အရှေ့အာရှရဲ့နိုင်ငံရဲ့အခြေအနေတစ်ခုလုံးဟာရုတ်တရက်ပြောင်းလဲသွားနိုင်လို့ပါအခုချိန်ထိတောင်ကိုရီးယားဟာနိုင်ငံကိုအသုံးပြုခွင့်လုံးဝပိုက်ပင်ခံထားရတာပါ တို့မှာအရေးချင်းမရှိလို့မဟုတ်ပါဘူး။ဝါရှင်တန်ကခွင့်မပြုတာပါ။ဒါဟာအမြဲတမ်းလုံးဝမရပါဘူး။ဘေးအခြေအနေမျိုးမှာမှမရဘူးဆိုတဲ့ငြင်းပယ်မှုမျိုးပဲရှိခဲ့ပါလေ။မင်းစရာရှိတာကတို့တို့ကဘာလို့အမေရိကန်ရဲ့ခွင့်ပြုချက်ကိုလိုအပ်ရတာလဲဆိုတာပါ။အဲ့ကိစ္စကိုရှင်းပြပါမယ်။စေးခေတ်ကာလအတွင်း1980ပြည်လုံးနဲ့တည်းကတောင်ကိုရီးယားအနေနဲ့ထုတ်လုပ်လက်ခံနိုင်တဲ့လက်နက်အမျိုးအစားတွေပေါ်အရေးကြီးတဲ့ကက်သတ်ချက်တွေကိုနိုင်ငံစုံကလက်ခံသဘောတူခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲမဟာမိတ်ကိုအမေရိကန်တွေကမယုံတာလားဆိုတဲ့အပေါ်မှာတော်တော်နဲ့လိုရင်းပြောရရင်အဲ့ဒီအချိန်တုန်းကဆိုးမှာအာနာရှင်သမ္မတတူဦးဆောင်တဲ့စစ်ဖက်ဆိုင်ရာနျူကလ িয়ার အစီအစဉ်ရှိခဲ့ပါတယ်အဲ့ဒီကလာတုံးကဝါရှင်တန်ရဲ့ယူရီချက်ကအရှိအာချဟာအနုမြူဘုံအသေးမြူဖြစ်လာမဲ့အရေးကိုဘယ်လိုနည်းနဲ့မဆိုခြောက်ရှားရမယ်ဆိုတဲ့အချက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မဟာမိတ်ဖြစ်စေမဟာမိတ်မဟုတ်သည်ဖြစ်စေဒီလိုအခြေအနေမျိုးကိုခွင့်မပြုခဲ့ပါဘူး။ ဒီအချက်ထဲမှာတောင်ကိုရီးယားတွေထောက်လောင်းနိုင်တဲ့ဒုံးကျည်အမျိုးအစားတွေကိုအကြီးအကျယ်ကက်သတ်မှုတွေပါဝင်တယ်လို့ကြွေဝါမွန်အားကောင်းတဲ့အစစ်မြေယူရေနီယံလိုမျိုးနျူကလ িয়ার ပစ္စည်းတွေအသုံးပြုခွင့်ကိုလည်းတားမြစ်ထားပါတယ်။ဒါပြင်ဒီလိုစွန့်ရည်ရှိတဲ့ရင်ငုံသင်းဖောတွေကိုလည်းတားမြစ်ခဲ့တာပါ။ဒီနေ့အားဖြင့်ပြောရရင်တိတ်မာမှုတွေကိုမြင့်မတက်စေဖို့အတွက်လှုပ်ဆောင်ခဲ့တယ်လို့ဆိုရမှာပါ။ဒါပေမဲ့အဲ့ဒီအချိန်ကစာပြီးလူတွေတိထတဲ့အတိုက်ပါပဲ။အများကြီးပြောင်းလဲသွားခဲ့ပါပြီ။ပထမချက်ကမြောက်ကိုရီးယားဟာလွန်ခဲ့တဲ့နေပေါင်းများစွာကတည်းကအနုမြုပ်ဘုံကိုပိုက်ဆိုင်ထားပြီးသားပါ ဒုတိယချက်ကတရုတ်ဟာသူတို့ရဲ့စီးရင်အားကိုအရင်ကထက်ပိုမိုမြန်ဆန်စွာတိုးချဲ့နေပါတယ်။တတိယချက်ကထရန်ဆိုယာလက်အောက်မှာရှိတဲ့ဝါရှင်တန်ဟာသူတို့နဲ့မဆိုင်တဲ့ပဋိပက္ခတွေထဲမှာတိုက်ရိုက်ပါဝင်ပတ်သက်မှုနေပါလိုလာပါတယ်။ဒါကြောင့်အာရှမှာရှိတဲ့မဟာမိတ်တွေကိုစီးရဲရအားဖြည့်ပေးပြီးလက်နက်ရောက်ချတဲ့စီးပွားရေးမှာလှုပ်ဆောင်တော့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။မေထာလို့များတဲ့အရေးကြီးဆုံးအချက်တစ်ခုရှိပါတယ်။မြောက်ကိုရီးယားကမက်လာမှာသူတို့ကိုယ်ပိုင်နျူကလ িয়ার ရေငုပ်သိမ်းဖို့ကိုတိစောက်နေပြီလို့ကြေညာခဲ့ပါတယ်။ ဒီကိစ္စကြောင့်ဆိုးမှရှိတဲ့တောင်ကိုရီးယားထိတ်တဲ့အရာရှိကြီးတွေဟာစိတ်ပူပန်လာကြတာပါနော်ကိုရီးယားကနျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်းပေါက်ကိုတိစောက်နေတယ်လို့ပြောပါတယ်ပျောင်းရန်ဟာယူကရိန်းနဲ့စစ်ပွဲအတွက်တပ်ဖွဲ့ဝင်တွေနဲ့လက်နက်တွေပေးပို့နေတာကြောင့်အဲ့ဒီအစားရုရှားစီကနေအရေးပါတဲ့စစ်ဖက်နှိပညာတွေရရှိနေလိုက်ပါတယ်ရေမင်းနာပြင်ပေါ်ကိုတက်เสียမလို့ပဲရေအောက်မှာလာဖို့များစွာနေနိုင်ပြီးရှားပွေတွေးရှိဖို့ခက်ခဲတဲ့ရေငုပ်သင်းဖောတွေနဲ့ရေတဲ့အင်အားကိုပုံမပြသနိုင်ဆုံးရှိတဲ့အရာတွေကအနည်းအကျဉ်းသာရှိပါတယ် ဒါမဲ့အခြေခံအဖြစ်သူတို့မှပါလာတဲ့ထောက်ပံ့ရေးပစ္စည်းတွေမကုန်မချင်းသူတို့လိုတလောက်အချင်းကြောင်နေနိုင်ပါတယ်။ဒါကြောင့်ဒါဟာအဲအွန်စရာကောက်တဲ့တားစီဟန်တာရဲ့လက်နက်တစ်ခုဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ဒါမဲ့တခုမဲစရာရှိလာတာကဘာကြောင့်အခုမှပြောင်းလဲလာတာလဲဆိုတာပါ။ဝါရှင်တန်ကသမိုင်းဝင်ပိတ်ပိန်မှုကိုရုတ်တရက်ရုတ်သိမ်းဖို့အရေးကြီးတဲ့အကြောင်းအရာတွေရှင်းနေပါတယ်။အမေရိကန်ရဲ့အလဲပြောက်ဟာဒေသတွင်းလွန်ခြုံရေးအတွက်အရေးကြီးနေတာပါ။ဒီလောက်ရက်နဲ့ဆိုးဟာရှာဖွေနေတဲ့အရာတွေလည်းရှင်းနိုင်ပါတယ်။ ဒီရာအားလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်။အခုဖြစ်ပြခဲ့တာဟာကိုရီးယားကျွန်းဆွေရဲ့အင်အားရှင်ခွင်ချာကိုသာမကပဲပစိပိတ်ဒေသတစ်ခုလုံးရဲ့စွန်းအားဆာယာစီးမျိုးတွေကိုပြန်လည်ရေးသားချမှတ်နိုင်တာတွေကြောင့်ဖြစ်တယ်ဆိုတာတွေ့ရပါတယ်။အခုပြောနေတာချစ်ကာဘီပြောနေတာတော့မဟုတ်ပါဘူး။ဒီအကြောင်းအရာတွေကလူတိုင်းကိုအားသင့်စင်မှာတည်ချပါတယ်။ဒီနေ့ဒီကဘာပေါ်မှာပုံမှန်လေပက်အသုံးပြုနေတဲ့နျူကလ িয়ার ရေငုပ်သင်းဖောတွေကိုပိုက်ဆိုင်ထားတဲ့နိုင်ငံ6နိုင်ငံပဲရှိပါတယ်။ သူတို့ကတော့ American, Russia, တရုတ် UK ပြင်သစ်နဲ့အိန္ဒိယတို့ပဲဖြစ်ပါတယ်ကျန်တဲ့နိုင်ငံတွေကတော့အများဆုံးရှိထတာကဒီဇယ်နဲ့မောင်းနေတဲ့ရိုးရိုးရေငုပ်သင်္ဘောတွေဖြစ်ပြီးလက်ရှိမှာတောကိုရီးယားကတော့အဲ့လိုသင်္ဘောမျိုးစစ်စင်ရဲသုံးအစီး20လောက်ပိုက်ဆိုင်ထားပါတယ်။ဒါဆိုရင်အမေရိကန်နဲ့သဘောတူညီထားတဲ့ဒီသဘောတူညီချက်ကအတိအကျဘယ်လိုမျိုးလဲ။ပထမဆုံးအနေနဲ့ပြောရရင်ဒါဟာအစောပိုင်းအဆင့်သဘောတူညီချက်တစ်ခုဖြစ်ပေမဲ့နိုင်ငံစလုံးဟာဒလန်တီကိုဥတည်နေတာဖြစ်ပါတယ်။ အခုအချိန်ထိသိရသလောက်ဒီရင်ငုတ်သိမ်းဖို့တွေထဲကပထမဆုံးတစ်စီးဟာနောက်ဆယ်စုနှစ်အလယ်လောက်သို့မဟုတ်အဆုံးပိုင်းမှာစတင်အသုံးပြုနိုင်မှာဖြစ်ပြီးတောင်ကိုရီးယားနှီးပညာအများစုပါဝင်မှာပါတောင်ကိုရီးယားတွေဟာ reactor တွေကိုကိုယ်နိုင်ငံထဲမှာထုတ်လုပ်มาဖြစ်ပြီးရင်ငုတ်သိမ်းဖို့တစ်စီးလုံးကိုတော့ Donald Trump ရဲ့ပြောကြားချက်အရဟန်ဝါဝီယန်ဆိုတဲ့တောင်ကိုရီးယားကုမ္ပဏီက Philadelphia မှာရှိတဲ့သိမ်းဖို့ခြင်းမှာတိစောက်မယ်လို့သိရပါတယ်ဒါမဲ့ American ပြည်ထောင်စုမှာတိစောက်မလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါ ဘယ်လိုပဲဖြစ်ဖြစ်ဒီကိစ္စနဲ့ပတ်သက်ပြီးဒီကုမ္ပဏီဟာတောင်ကိုရီးယားရဲ့ခေတ်မင်ဆုံရိုးရိုးရင်ငုပ်သင်းဖောတွေဖြစ်တဲ့ဒိုဆန်အရှန်ကိုကိုတိဆောက်နေတဲ့ကုမ္ပဏီပဲဖြစ်ပါတယ်။ဒါတင်မကတဲ့ပါဘူးဒီသဘောတူညီချက်အရအမေရိကန်ကဒီရင်ငုပ်သင်းဖောတွေရဲ့ရေတာတွေအတွက်လိုအပ်တဲ့တွန့်ကန်အားနည်းပညာနဲ့နျူကလ িয়ার လောင်စာဆီတွေကိုလည်းပေးအပ်သွားမှာဖြစ်ပါတယ်။နောက်ထပ်စဲဝင်စားစရာတစ်ခုကဒီတောင်ကိုရီးယားနျူကလ িয়ার ရေငုပ်သင်းဖောတွေဟာအမေရိကန်ကသူတို့ရဲ့ရေငုပ်သင်းဖောတွေမှာအသုံးပြုတဲ့ယူရေနီယံတွေထက်ကျွေးဝမှုနေပါတဲ့ယူရေနီယံကိုအသုံးပြုမှာဖြစ်ပါတယ် တကယ်တော့ရေငုပ်သင်းဖောတွေအတွက်နျူကလ িয়ার လောင်စာစီ၃မျိုးရှိပါတယ်ပထမဆုံးက HEU highly enriched uranium လို့ခေါ်တဲ့အဆင့်မြင့်ကြွယ်ဝမှုရှိတဲ့ uranium ပါဒါဟာ90ရာခိုင်နှုန်းကျော်ကြွယ်ဝမှုရှိပြီးအနုမြုပ်ပုံးတိဆောက်ဖို့လိုအပ်တဲ့အဆင့်နဲ့ညီမျှပါတယ်ပြီးတော့ LEU lower enriched uranium လို့ခေါ်တဲ့အနင်းစားကြွယ်ဝမှုရှိတဲ့ uranium ပါဒါကိုဆန်အသစ်အဖြစ်သတ်မှတ်ထားပြီး900ခိုင်နှုန်းနဲ့20ရာခိုင်နှုန်းကျော်ကြွယ်ဝမှုပဲလိုအပ်ပါတယ်တောင်ကိုရီးယားကဒါကိုအသုံးပြုမှာပါ နောက်ဆုံးတစ်ခုကတော့အလေအလက်တစ်မျိုးရှိပြီးအချို့ရုရှားရင်ငုံသင်္ဘောတွေကအသုံးပြုကြပါတယ်ဒီကိစ္စမှာတောက်ကိုရီးယားဟာယူရိုနီယံကိုကျွေဝအောင်လုံနိုင်တဲ့စက်တွေမရှိသလိုဥပဒေအရလည်းကျွေဝအောင်မလုံနိုင်သေးပါဘူးဒါကြောင့်ဒီသဘောတူညီချက်မှာအမေရိကန်ကသူတို့ကိုလောက်စားစီထောက်ပံ့ပေးဖို့လဲပါဝင်ပါတယ်ဒါကဘာလို့ဆိုလိုလဲဆိုတော့ဒါဟာတောက်ကိုရီးယားရဲ့ရေထဲစွန့်ရီကိုအကြီးအကျယ်မြင့်တင်ပေးလိုက်တာပါဒါမဲ့စီးရဲအရပုံမလွတ်လပ်မှုကိုတော့မပေးသေးပါဘူးပြီးတော့ပထမဆင့်မှာပဲရှိနေပါသေးတယ် ောက်တစ်ခုကသူတို့ဟာဒီရင်ငုတ်သင်းဖောတွေကိုတိဆောက်ဖို့ရောမောင်းနှင်ဖို့ပါအမေရိကန်ကိုမဖြစ်မနေလိုအပ်နေဥမှာပါဒါပေမဲ့တောင်ကိုရီးယားတွေဒီအခြေအနေကိုဘယ်လိုဖြေရှင်းမလဲဆိုတာကတော့စောင့်ကြည့်ရပါဦးမယ်။ဘယ်လိုပဲဖြစ်ဖြစ်အရေးကြီးဆုံးကိစ္စကဒါတော့မကသေးပါဘူး။ကျွန်တော်တို့မဖြစ်မနေသိထားမယ့်အဓိကအချက်နှစ်ချက်ရှိပါတယ်။ပထမတစ်ချက်က trend ကဒီလိုအားကောက်တဲ့လက်နက်ကိုစိုးကိုပိုက်ဆိုင်ခွင့်ပေးဖို့ဘာကြောင့်အခုမှဆုံးဖြတ်လိုက်ရတာလဲဆိုတာပါ။ဒုတိယတစ်ခုကတောင်ကိုရီးယားကဒီရင်ငုတ်သင်းဖောတွေကိုဘာအတွက်အတိအကျလိုချင်တာလဲဆိုတာပါ။ ဒါနဲ့ပတ်သက်ပြီးဒေသအတွင်းကိုဘာတွေတက်ရောက်မှုတွေရှိစေမလဲဆိုတဲ့အသေးစိတ်အချက်တွေရှိပါတယ်။ဆိုကနျူကလ িয়ার ရင်ငုပ်သင်းဖောတွေလိုမျိုးမဟာပြောင်မြောက်လက်နက်တစ်ခုကိုပိုက်ဆိုင်ခွင့်ရဖို့ဆိုတဲ့စိတ်ကူးရဲ့နောက်ကွယ်မှာအမြင်တစ်ခုတည်းမရှိပါဘူး။အနည်းဆုံးဝါရှင်တန်နဲ့ဆိုးဆိုပြီးအမြင်တစ်ခု ရှိပါတယ်။ American အတွက်ဒီလုံခဲ့စီမှာတခြားအရာတွေထက်ပိုပြီးစိတ်ဝင်စားတာကတော့တရုတ်ပြည်သူသမ္မတနိုင်ငံပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တရုတ်ပဲဝန်ကြီးမှာ American ရဲ့မဟာမိတ်တွေကစွန့်ရင်မြင့်စစ်ဖက်ပိုက်ဆိုင်မှုတွေကိုများများပိုက်ဆိုင်လေပေါ်ကောက်လေပါ။ ဒါအပြင်ဆော့ရဲ့အမိန်ကတော့မြောက်ကိုရီးယားကိုပို့ပြီးအာယုံစိုက်နေပြီးလက်ရှိမှာပေကျင်းနဲ့ပတ်သက်တဲ့စိုးရင်ပူပယ်မှုတိတ်မရှိပါဘူး။စပိန်စကားတခုရှိပါတယ်။ဘယ်သူကမှလဲပဲစီကဒူရိုတွေကိုမပေးဘူးဆိုတာပါ။အတိတ်ပဲကတော့ဘယ်သူကမှတခုခုကိုအလဲအလဲမမျော်လင့်ပဲအလကားမပေးဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ဒါကတော့ထရန့်ဆိုယာကဆိုးလ်နဲ့ရင်ငုံတင်ဖို့ကိစ္စမှာလုံနေတာအတိအကျဖြစ်ပါလိမ့်မယ်။ ။ဘာလို့လဲဆိုတော့ဒီနေရာမှာဝါရှင်တန်ရဲ့ဂေါက်ထဲမှာရှိနေတဲ့စစ်ကူးကတောက်ကိုရီးယားကိုစစ်ဖက်ဘတ်ဂျက်ပမာဏအများကြီးကိုသုံးပြီးဒေသတွင်းစစ်ရေးကစားသမားအဖြစ်ကနေပို့ပြီးကမ္ဘာလုံးဆိုင်ရာဇယိုင်းလက္ခဏာရှိတဲ့အခန့်ကဏ္ဍတစ်ခုကိုကူးပြောင်းစေဖို့ပါ။ဝါရှင်တန်ကဒီလိုမဟာပြောင်မြောက်လက်နက်တွေနဲ့ဆိုရင်ဆိုဟာလိုအပ်လာရင်အာရှပစိဖိတ်ဒေသဒါမှမဟုတ်ကမ္ဘာပေါ်ရှိတခြားနေရာတွေမှာတရုတ်ကိုဆက်ကျင်တဲ့သူတို့ရဲ့ရှေ့တန်းစစ်ဦးတွေထဲကတခုဖြစ်လာဖို့ရည်ရွယ်ပါတယ် ဒါဟာဩစတြေးလျကသူတို့ရဲ့မဟာမိတ်ဖြစ်တဲ့အမေရိကန်နဲ့ UK ဖွဲ့ထားတဲ့မဟာမိတ် AUKUS မှာပါဝင်တော့ကလုတ်ခဲ့တဲ့ကဏ္ဍနဲ့ဆင်တူပါတယ်။တနည်းအားဖြင့်ပြောရရင် Imperial နဲ့ Pentagon မှာရှိတဲ့လူတွေကဆိုဟာမြောက်ကိုရီးယားနဲ့ကင်ဂျွန်အဲ့ရဲ့စိတ်ကူးယဉ်မှုတွေအကြောင်းပဲစိုးရိမ်နေရတဲ့နေထိုင်မှုကိုဆက်လက်ရှင်သန်နေတာမျိုးကိုမလို့ချင်တော့ပါဘူး။သူတို့ဟာနိုင်ငံတကာအဆင့်မှာပိုပြီးအရေးပါတဲ့အခန့်ကဏ္ဍကကစားနေတာပါ။ဘာလို့လဲဆိုတော့သူတို့ရဲ့စွန့်ရည်တွေကိုအားဖြည့်ပေးဖို့လိုချင်တာကြောင့်ဖြစ်တယ်လို့ဆိုရမှာပါ။ ဒါကြောင့်ဒီရင်ငုတ်သင်းဘောတွေဟာစိုးကလက်ရှိအချိန်ထိအမြဲတမ်းညှိဆန်ခဲ့တဲ့အခန်းကဏ္ဍတစ်ခုကိုလက်ခံဖို့အခြေအနေတစ်ခုသတ်မှတ်ထားနိုင်တယ်လို့အရာအလုံးကညွန်ပြနေပါတယ်။အဲဒါကတော့တရုတ်ရဲ့နေချေဝါလာကိုထိန်းချုပ်ရမှာပိုပြီးတက်ကြွတဲ့အခန်းကဏ္ဍပဲဖြစ်ပါတယ်။တောင်ကိုရီးယားအတွက်တရုတ်ဟာသူတို့ရဲ့အကြီးဆုံးကုန်သွယ်ဖက်ဖြစ်နေတာကိုလည်းမစ်ထားလို့မရပါဘူး။ဒီလိုလောက်ဆောင်နေချိန်မှာပဲအမေရိကန်ကတောင်ကိုရီးယားတွေအပေါ်အခွန်တွေနဲ့အပြစ်ပေးနေတာဟာလည်းနားမလည်နိုင်စရာဖြစ်နေပါတယ်။ဒါပေမဲ့ဒါကထရန့်ရဲ့လုံပုံကြိုင်ပုံလို့ပဲပြောရပါလိမ့်မယ်။ ရေငုပ်သင်းဖွားကိုတရုတ်ကိုတံပြန်ဖို့အတွက်အသုံးပြုဖို့ဆိုတာကသူ့ရဲ့စွန့်ရည်အရတဘာဝကျတဲ့မျောလင်းချက်တစ်ခုလို့ယူဆနိုင်ပါတယ်ကိုရီးယားဟာဒီရေငုပ်သင်းဖွားတွေကိုကမ္ဘာလုံးဆိုင်ရာအဆင့်မှာဖျက်ချပြီးဒေသတွင်းရေတက်အဖြစ်ကနေကမ္ဘာလုံးဆိုင်ရာရေတက်အဖြစ်တော့ပြောင်းလဲဖို့တာဝန်ယူရလိမ့်မယ်လို့ယူဆနိုင်ပါတယ်ဒီနေရာမှာဘယ်သူကမှအလဲအလဲမမျော်လင့်ပဲဘာမှမပေးဘူးဆိုတဲ့အချက်ကိုအထင်းသာတွေ့ရပါတယ်။ဒီအချက်ကိုအပြင်းထန်ယုံကြည်တဲ့နိုင်ငံတကာနိုင်ငံရှိတယ်ဆိုရင်အဲ့ဒါကအမေရိကန်ဖြစ်ပြီးအထူးသဖြင့် Donald Trump ရဲ့ American ပဲဖြစ်ပါတယ်။ ဘာလို့အခုမှအမေရိကန်ကဒီလောက်စဲဝင်စားနေရတာလဲဆိုတာကတော့ပေကျင်းကိုတံပြန်ဖို့နဲ့ကမ္ဘာတစ်ဝှမ်းမှာသူတို့ကိုထောက်ပံ့ဖို့အတွက်ဆိုးကိုအဓိကမဟာမိတ်တူဖြစ်လာစေတဲ့အကြောင်းရင်းတစ်ခုရှိပါတယ်ပထမတစ်ခုကတော့အော်ကက်စာညှော်လင့်ထားသလိုအလုံးလုံးမနေပါဘူးအော်ကက်စရင်ငုံသင်းဖို့ကိုတိဆောက်တဲ့နေရာမှာနိုင်ငံရဲ့အငင်းပွားမှုတွေနဲ့တောင်းနေမှုတွေရှိနေပါတယ်ဒီတော့တင်မှာပဲပေကျင်းကသင်္ဘောတွေနဲ့ရေငုပ်သင်္ဘောတွေကိုမရက်မနာဆက်ပြီးထုတ်လုပ်နေပါတယ်။ဒါကအမေရိကန်နဲ့မဟာမိတ်တွေကတရုတ်ရဲ့ရေတဲ့အာသာချက်ကို NDA ရှိတဲ့အတိုက်အတာအထိချော့ချနေတာပါ။ ဒီအခြေအနေကိုအမြန်ဆုံးတုံ့ပြန်မှုလုပ်ဖို့လိုအပ်ပါတယ်အခုမြင်နေရတာကအဲ့လိုတုံ့ပြန်မှုမျိုးပဲဖြစ်ပါတယ်ဒုတိယကြောင်းရင်းကတော့တကိုရီးယားတွေဟာဒီရင်ငုတ်သိမ်းဖို့တွေရဲ့တိဆောက်မှုကိုအပိသက်ပိတာနဲ့အချိန်တော်အတွင်းမှာ6စီသုံးမဟုတ်ဒီထက်မကနျူကလ িয়ার ရင်ငုတ်သိမ်းဖို့တွေကိုပင်လယ်ထဲမှာဖျက်ချနိုင်တဲ့အစွန်းအစားရှိပါတယ်။တကိုရီးယားဟာကမ္ဘာပေါ်မှာရှိတဲ့အကြီးဆုံးစက်မှုနိုင်ငံတွေထဲကတနိုင်ငံဖြစ်ပြီးအထူးသဖြင့်ကမ္ဘာပေါ်မှာရှိတဲ့ခေမင်းဆုံးနဲ့ထောက်လုံမှုအများဆုံးသိမ်းဖို့ခြင်းတွေကိုပိုက်ဆိုင်ထားတယ်ဆိုတာကိုမြစ်ထားလို့မရပါဘူး။ဒီအချက်ကအရေးကိုအရေးကြီးပါတယ်။ ။ဘာလို့လဲဆိုတော့တရုတ်ကမကြာသေးခင်ကသူတို့ထုတ်လုပ်တဲ့ဂျင်ကုတ်သင်းဖောတွေရဲ့ရှုပ်ထွေးမှုနဲ့အရေအတွက်ကိုအကြီးအကျယ်တိုးမြင့်နေခဲ့ပါတယ်။တကယ်တော့တချို့စီးဆိုင်ရာခွဲချမ်းစိတ်ဖြာမှုတွေကဒါဟာစစ်မှန်တဲ့ရင်ငုတ်သင်ဖို့လက်နက်ပြိုင်ပွဲဖြစ်တယ်လို့ပြောနေကြပါပြီ။ဒီပြိုင်ပွဲဟာတိတ်ဆိတ်စွာစတင်နေပြီဖြစ်ပေမဲ့သူ့ရဲ့ရလဒ်တွေကအမေရိကန်ရဲ့အချုပ်အခြာအနာအတွက်ဘေးဥပယ်ဖြစ်စေနိုင်ပါတယ်။ဥမာအားဖြင့်တရုတ်ရင်ငုတ်သင်ဖို့တွေဟာဤပညာရအမေရိကန်တွေထက်နောက်ကျနေဆဲဖြစ်ပေမဲ့သူတို့ရဲ့ထောက်လန့်နိုင်စွမ်းဟာအမေရိကန်ရင်ငုတ်သင်ဖို့တွေအတွက်ပါချင်းချောင်းမှုဖြစ်နိုင်တယ်လို့သိရပါတယ်။ အထူးသဖြင့်ပထမကျွန်းတဲလို့ခေါ်တဲ့ Fast Island Chain မှာလေပတ်နေတဲ့နိုင်ငံတွေအတွက်ပိုပြီးဖြစ်စေပါတယ်။ဒါအတော့ Russia ရဲ့ Korea ကျွန်းတွေကလည်း BNN အထိဂျပန်၊ Korea ၊ Taiwan ၊ Philippines နဲ့ Borneo ကိုဖြတ်ပြီးရောက်ရှိနေတဲ့ area အထိကိုပြောတာပါ။တနည်းအားဖြင့်ပြောရရင်ဒီနေရာတွေဟာဒေသတွေမှာတိတ်မှမှုအများဆုံး area တွေလည်းဖြစ်ပါတယ်။ရှင်းနေတာကဒီနီးပညာတိုးတက်မှုတွေဟာပုံမများပြတဲ့ထောက်လုံနိုင်စွန်းနဲ့ပေါက်ဆက်လိုက်တဲ့အခါတရုတ်ဟာဒီရေပြင်အောက်မှာအမေရိကန်ရဲ့ရင်ငုတ်သင်္ဘောစိုးမိုးမှုကိုမကြခင်မှာစင်ခေါ်လာနိုင်ဖွယ်ရှိပါတယ်။ တကယ်တော့ကာကွယ်ရေးဆိုင်ရာပညာရှင်အဖွဲ့ဖြစ်တဲ့ Royal United Service Institute လို့အဖွဲ့အစည်းတွေကရေရှည်မှာပေကျင်းဟာသူတို့ရဲ့ဩဇာခံနေမြေမှာရေငုပ်သင်္ဘောစွန့်ရည်တွေနဲ့ပတ်သက်ပြီးအထူးခိုက်မခံနိုင်အောင်ဖြစ်လာနိုင်တယ်လို့တတိပေးထားပြီးသားပါဒီဩဇာကနေမြေဟာတရုတ်ကိုတာမကပဲထိုင်ဝမ်ဗီယက်နမ်ဖိလစ်ပိုင်ကိုရီးယားနဲ့ဂျပန်ကိုပါတက်ရောက်မှုရှိနေတာကတော်တော်များပါတယ်တရုတ်တွေဟာသူတို့ရဲ့ A2AD ရေငုပ်သင်္ဘောစွန့်ရည်ကိုချစ်ထွေနေကြပါတယ်ဒါကသူတို့ရဲ့ပြိုင်ဖက်တွေရဲ့စွန့်ရည်တွေကိုပို့ပြီးကက်သက်လာစေမှာပါ တို့ဟာနျူကလ িয়ার ရင်ငုံသင်္ဘောတွေနဲ့တာမကပဲတိတ်ဆိတ်တဲ့ဒီဇယ်ရက်စစ်ရင်ငုံသင်္ဘောတွေကိုလည်းအများအပြားထုတ်လုပ်နေကြပြီးအာယုံခံကွယ်ရက်ကြီးတွေကိုလည်းဖြန့်ကျက်ထားကြပါတယ်ဒီမဟာဗျူဟာဟာအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေရဲ့ရင်ငုံသင်္ဘောတွေကိုစိန်ခေါ်မှုဖြစ်စေနိုင်ပြီးလိုအပ်လာရင်ထိုင်ဝမ်ကိုကာကွယ်ဖို့စ조사လို့ရှိရင်မိဘအထက်ကိုကြားရောက်သွားနိုင်ပါတယ်ဘာလို့လဲဆိုတော့ဒါကနောက်ဆုံးမှာအော့ဇာဆုံးချုံချင်းနဲ့ရေတဲ့အင်အားဆုံးချုံချင်းတခုတည်းကိုသာဖြစ်ပေါ်စေနိုင်ပါတယ် ဒီအချက်ကြောင့်ပဲဝါချင်တန်ဟာအာရှမဟာမိတ်တွေကိုနီသင်မွန် area ကနေထွက်လာပြီးသူတို့ရဲ့နယ်နိမိတ်တွေကိုကျုံလွန်ပြီးဖြစ်ပျက်နေတဲ့အရာတွေမှာပိုပြီးပါဝင်ပတ်သက်လာစေဖို့နဲ့တွန်းအားပေးဖို့ကိုစိတ်ဝင်စားနေတာပါအလုံးတရားတဲ့အတိုက်ပါပဲဆောဟာသူတို့ရဲ့ဟန်တာနိုင်စွန်းနဲ့တိုက်ခိုက်နိုင်စွန်းကိုအစားဖို့များစွာမြင့်တင်ပေးမဲ့နျူကလ িয়ার ရင်ငုတ်သင်းဖောတွေနဲ့အတူဒီလိုလောက်ဆောင်သူတွေထဲကပထမဆုံးဖြစ်လာနိုင်ပါတယ်။ဒါမှမဟုတ်ပြဿနာကဘာလဲဆိုတော့တောင်ကိုရီးယားရဲ့ခေါက်ထဲမှာရှိနေတဲ့စိတ်ကူးကလုံးဝကွဲပြားနေတာပါ။ ဆိုးအတွက်ကတော့တရုတ်ဟာသူတို့ကိုအနောက်ရှက်မပေးသေးရတော့အရေးမကြီးပါဘူး။ဘာလို့ဆိုတော့သူတို့အတွက်တရုတ်ဟာမရှင်ပြိုင်နိုင်တဲ့ပြိုင်ဖက်တူဖြစ်ပြီးအထူးသဖြင့်ကြီးမားတဲ့ကုန်သွယ်ဖက်တူဖြစ်တာကြောင့်တိမာမှုတွေကိုသိပြီးမလိုချင်ပါဘူး။ဒါကြောင့်နျူကလ িয়ার ရေငုပ်သင်္ဘောကိုပိုက်ဆိုင်ဖို့သူတို့ရဲ့စိတ်ထဲကအစွဲဟာပျုံရမ်းတဲ့အမြဲတမ်းပတ်သက်နေပါတယ်။ဒီနေရာမှာပဲတောင်ကိုရီးယားရဲ့စိန်ခေါ်မှုကလည်းရှိလာပါတယ်။သူတို့အရန်လိုချင်တဲ့ရေငုပ်သင်္ဘောကိုရရှိဖို့အတွက်တရုတ်နဲ့ပတ်သက်တဲ့အမေရိကန်ရဲ့အခကြေးငွေကိုပေးဆောင်ရမလားမပေးရဘူးလားဆိုတဲ့အချက်ပါ။ ဝါရှင်တန်ဟာအာရှတဝက်ကိုကြည့်ပြီးစီးရဲတွက်ချက်မှုတွေပြုလုပ်နေချိန်မှာတောင်ကိုရီးယားကတော့အဲ့လောက်အထိရင်မဲထားခြင်းမရှိပါဘူး။သူတို့ရဲ့စိုးရင်ပူပဲစရာတစ်ခုတည်းကခိုက်ခိုက်လုံလုံရှိနေပါတယ်။အဲ့ဒါကတော့ပျုံယန်းကမပိုက်ဆိုင်ခင်မှာနျူကလ িয়ার ရေငုပ်သင်းဖောတွေပိုက်ဆိုင်ထားဖို့နဲ့သူတို့ရရှိရင်တော့ပိုကောက်တဲ့အရာကိုပိုက်ဆိုင်ထားဖို့ပါ။ဒါမဲ့စိုးဟာပျုံယန်းထက်နောက်ကျနေတဲ့နောက်ထပ်ကဏ္ဍတစ်ခုကိုမတက်နိုင်တော့ပါဘူး။နောက်ထပ်ကဏ္ဍလိုပြောရတာကမြောက်ကိုရီးယားအာနာရှင်စနစ်ဟာဘယ်လောက်ပဲဘေးဥပဲဖြစ်စေကောင်သူတို့ဟာသူတို့ရဲ့တောက်ဖက်ကအင်းင်းချင်းတွေကိုကြော်တက်နိုင်ခဲ့တဲ့နေပယ်တွေရှိနေလို့ပါ။ နိုင်ငံတကာကက်သက်ချက်တွေကြောင့်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအခြေအနေကတော့ဒီတိုက်ပဲရှိနေပါတယ်။မြောက်ကိုရီးယားဟာဒီနေ့နျူကလ িয়ার လက်နက်တွေပိုက်ဆိုင်ထားပြီးတောက်ဖက်နိုင်ငံကတော့မပိုက်ဆိုင်ပါဘူး။မြောက်ကိုရီးယားမှာကီလိုမီတာထောက်ပေါင်းများစွာကွာဝေးကိုရောက်နိုင်တဲ့ဒုံးကျည်တွေရှိနေပြီးတော့တောက်ဖက်နိုင်ငံကတော့မပိုက်ဆိုင်ပါဘူး။အခုတော့မြောက်ကိုရီးယားကနျူကလ িয়ার ရင်ငုတ်သင်္ဘောတစ်စီးကိုတိဆောက်နေပြီးတောက်ဖက်နိုင်ငံကတော့မတိဆောက်ရသေးပါဘူး။ဒီဟာအလုံးကဆိုးအတွက်နေ့အနေငယ်ကြာကလေးကအလွန်စိုးရင်ပူပယ်မှုဖြစ်စေခဲ့ပါတယ်။ ။ဘာလို့လဲဆိုတော့ဒီယာအားလုံးကသူတို့ရဲ့ဟန်တာနိုင်စွမ်းကိုမြောက်ဖက်ကအင်းင်းချင်းကပို့ပြီးကက်သက်ထားနိုင်တာမို့လို့ပါ။မြောက်ကိုရီးယားကတော့အစိုးရအာဏာကိုစတင်ကင်ဆွဲလာနေပါတယ်။တောင်ကိုရီးယားဟာအမေရိကန်ရဲ့နျူကလ িয়ার ထိအောက်မှာရှိနေတယ်ဆိုရမဲ့အမေရိကန်ဟာသူတို့လိုအပ်နေတဲ့အကူအညီကိုလာပေးလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်ကအရင်ကထက်ပိုပြီးအားနည်းနေတာကိုတွေ့ရပါတယ်။ ဘာပဲပြောပြောဒေါ်နယ်ထရန့်ဟာတောက်ကိုရီးယားတွေကိုငွေညစ်ချင်းအခွန်တွေချမှတ်ချင်းနဲ့စစ်တပ်တွေကိုရုပ်သိမ်းမယ်လို့အမြဲတမ်းချင်းချောက်ပြီးနိုင်ငံထဲမှာတက်ဆွဲထားတဲ့စစ်တပ်တွေအတွက်ပိုပြီးပေးဆောင်ဖို့တောက်ဆိုချင်းတွေနဲ့ဆိုဆိုရော်ရော်ဆက်ဆံခဲ့တဲ့သမ္မတတူလည်းဖြစ်ပါတယ်ဒီချက်ကတော့တက်ဆိုင်ရာနှစ်ဖက်ကြားကယုံကြည်မှုကိုလုံးဝအထောက်အကူမဖြစ်စေပါဘူးဒီရတွေကသိစက်မဟုတ်ပါဘူးထရန်ဟာသူ့ရဲ့ပထမချင်းသမဏသက်တမ်းကလေးကဒါတွေကိုလောက်ခဲ့ပါတယ်အခုဒီချိန်မှာလဲနောက်ဆုံးလာတွေကဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကိုအားလုံးကမြင်ခဲ့ပြီးပါပြီ ပိုပြီးထင်ချောင်းမှုတွေနဲ့ပိုပြီးအခွန်တွေနဲ့လှုပ်ဆောင်ခဲ့ပါတယ်ထင်ရှားတာကဒါဟာမယုံကြည်မှုအရေးအယောကိုဖြစ်ပေါ်စေပြီးဖုံးကွယ်ဖို့စ조사ရင်တော့အမြဲတမ်းဒီနေရာမှာရှိနေပါတယ်ဒီမယုံကြည်မှုကပိုပြီးကြီးမားလာနေပါတယ်မြောက်ကိုရီးယားကတချို့နေပယ်တွေမှာတောက်ကိုရီးယားထက်ရှေ့ကိုရောက်နေပါတယ်ဒေါ်နယ်ထရန့်လိုလူတွေကြောင့်တောက်ကိုရီးယားတွေဟာသူတို့ရဲ့ဟန်တာနိုင်စွမ်းကိုအားပြည့်ဖို့လိုအပ်နေပါတယ်ဒါကြောင့်ပျောင်းရန်ကနျူကလ িয়ার ရင်ငုတ်သင်းဖောပြိုက်ပွဲမှာအနိုင်မရစေဖို့အတွက်မဖြစ်မနေလိုအပ်နေတာပါတကယ်တော့အဲ့ဒါတိမ်မကသက်ပါဘူး တောက်ကိုရီဟာသူတို့ရဲ့ကိုပိုင်ယူရိုနီယံကိုကျွေးဝအောင်ပြုလုပ်ဖို့နဲ့ပြန်လည်အသုံးပြုနိုင်ဖို့အတွက်ပိုပြီးဆက်လက်လှုပ်ဆောင်ဖို့တောက်ဆုံနေတဲ့အတံတွေလည်းပိုပြီးများပြလာနေပါတယ်။ဒါကိုလက်ရှိမှာသူတို့ရဲ့အရက်ဖက်နျူကလ িয়ার ဓာတ်ပေါက်ဖို့26လုံးအတွက်တော့မလုံနိုင်သေးပါဘူး။ဒါပေမဲ့ရှင်းမပြောခဲ့သလိုပဲစစ်ဖက်ဆိုင်ရာအသုံးအနှုန်းအရနျူကလ িয়ার ပုံကွယ်မှုလို့ခေါ်တဲ့အရာကိုအနည်းဆုံးရရှိဖို့အတွက်ထောက်ခံသူတွေပုံပြီးများပြားလာနေပါတယ် နျူကလ িয়ার ပုံကွယ်မှုဆိုတာကတော့နျူကလ িয়ার လက်နက်တွေကိုအမေရိကန်ပိုက်ဆိုင်ခြင်းမဟုတ်ပဲလိုအပ်လို့ရှိရင်အချိန်တော်အတွင်းမှာထုတ်လုပ်အသုံးပြုနိုင်ဖို့အတွက်လိုအပ်တဲ့ဤပညာ PC တွေနဲ့အခြေခံအစောင့်အုံတွေအားလုံးကိုအစင်သင့်ပြင်ဆင်ထားနိုင်ခြင်းကိုဆိုလိုတာပါတောင်ကိုရီးယားကနျူကလ িয়ার ပုံကွယ်မှုကိုရယူပြီးချင်းချောင်းမှုဆက်ရှိနေရင်နျူကလ িয়ার လက်နက်တွေကိုအသုံးပြုဖို့အစင်သင့်ဖြစ်နိုင်မယ်ဆိုရင်ဒါကတရုတ်ကိုရောမြောက်ကိုရီးယားကိုပါထိန်းချုပ်ဖို့တွန်းအားပေးပါလိမ့်မယ်ဒါကြောင့်အမေရိကန်ကတောင်ကိုရီးယားအပေါ်သူတို့ရဲ့နျူကလ িয়ার ကာကွယ်ရေးကိုအားဖြည့်ပေးဖို့အနေထားကိုတွင်းနေရပါတယ် ဒါပြင်တောင်ကိုရီးယားပြည်သူတွေရဲ့လုံခြုံရေးအပေါ်ယုံကြည်မှုလည်းတိုးလာပါလိမ့်မယ်ဒါတိမ်မကားသေးပါဘူးအမေရိကန်ရဲ့အကူအညီနဲ့သူတို့ရဲ့နျူကလ িয়ার ရေငုပ်သင်းဖောတွေကိုတိဆောက်နေတာကဆက်ကျင်ဖက်ဖြစ်နေပုံရပါမယ်ဆိုးကဒီယာအားလုံးနဲ့ရှာဖွေနေတာဟာသူတို့ရဲ့စစ်ဖက်စွန့်ရည်တွေနဲ့ပတ်သက်ပြီးတာဒီယာအင်အားစုတွေအပေါ်မီခိုမုံကို short ချဖို့လည်းဖြစ်ပါတယ်တကယ်တော့နျူကလ িয়ার ရေငုပ်သင်းဖောတွေကိုကက်သက်ထားတာဟာတကူရီးယားတွေမကြာသေးခင်နှစ်တွေအတွင်းမှာဖေရှားဖို့သို့မဟုတ်များစွာ short ပေးဖို့စီမံနိုင်ခဲ့တဲ့တခုလီတော့ကက်သက်ချက်မဟုတ်ပါဘူး ပြောရင်ဂျိုးဘိုင်ဒန်ရဲ့အရင်အစိုးရလက်ထက်မှာတော့ဒုံးကျည်လက်ညွန်ချက်တွေကိုဖယ်ရှားပစ်ခဲ့ပါတယ်။ဒါက1989ခုနှစ်ကကက်သက်ချက်တွေဖြစ်ပြီးတောင်ကိုရီးယားထုတ်လုပ်နိုင်တဲ့ဒုံးကျည်တွေရဲ့အများဆုံးပစ်ခတ်နိုင်တဲ့အကွာအဝေးနဲ့ထိုက်ဖို့အလဲချိန်ကိုကက်သက်ထားတာပါ။ဒါကြောင့်ဆိုဟာသူတို့ရဲ့ Common Fight ဒုံးကျည်အသစ်ကိုတီဆောက်နေပါတယ်။ဒါကလည်းမြောက်ကိုရီးယားကိုတံပြန်ဖို့ရည်ရွယ်ပြီးတရုတ်နဲ့တခြားအင်းနှင်းချင်းတွေကိုရည်ရွယ်တာမဟုတ်ပါဘူး။ ဒီဒုံးကြီးအစ်စ်ကိုသူ့ရဲ့အရွယ်စားကြောင့်ဘလူးလိုနာမည်ပြောက်ပေးထားတဲ့ပစ်ထင်းဒုံးကြီး ballistic missile ဖြစ်ပြီးအလဲချိန်၈တန်နဲ့300ကီလိုမီတာအထိကိုရိုးရိုးထိပ်ဖူးတစ်ခုသုံးပြီးပစ်ခတ်နိုင်ပါတယ်ပြောရမယ်ဆိုရင်အဲ့ဒါတွေက nuclear လက်နက်တွေနဲ့ဒုံးကြီးတွေထားရှိနိုင်တဲ့မြောက်ကိုရီးယားရှိမြေအောက်ခံတပ်တွေကိုဖျက်ဆီးဖို့ဒီဇိုင်းထုတ်ထားတာပါတကယ်လို့ပိုမိုပေါ်ပါတဲ့ထိပ်ဖူးတစ်ခုတက်စင်မယ်ဆိုရင်ဒီဒုံးကြီးဟာကီလိုမီတာ9000အထိအကွာဝဲရောက်နိုင်တယ်လို့ယုံကြည်ရပါတယ်။ဒီနေရာမှာဒီအကြောက်ရတစ်ခုလုံးရဲ့အကြီးမားဆုံးသောစင်ခေါ်မှုတစ်ခုရှိနေပါတယ်။ ဆိုလ်ကသူတို့ရဲ့ပြည်တွင်းလက်နက်တွေကိုအားဖြည့်နေပြီးသူတို့ရဲ့စစ်ဖက်စစ်မှုလုပ်ငန်းကိုပုတ်ကုန်တွေနဲ့မြင့်တင်နေချိန်မှာပဲအမေရိကန်အပေါ်မီခိုနေရမယ့်နျူကလ িয়ার ရေငုပ်သင်္ဘောတစ်စီးတိဆောက်ဖို့စိတ်ကူဟာသူတို့ရှာဖွေနေတဲ့ပုံမလွတ်လပ်ခွင့်ဆိုတဲ့အချက်ကနေနောက်ပြန်ဆုတ်သွားသလိုဖြစ်နေပါတယ်ဒါပြင်ဒေါ်နယ်ထရန့်ဟာသူတို့ဝယ်ယူတဲ့လက်နက်တွေအတွက်ရနိုင်သမျှနောက်ဆုံးငွေတစ်စည်းအထိတောက်ကိုရီးယားတွေစီကနေလူယူသွားဖို့စဉ်းစားနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒါကချက်ကပြီးပြောနေတာမဟုတ်ပါဘူး။ ်လွန်ခဲ့တဲ့ရက်အနေငယ်ကသူလုတ်ခဲ့တာကို Korea Harrier ကပေါ်ပြထားတာကိုကြည့်ပါ Trend အစိုးရဟာ American လက်နက်ဝေယုံမှုအတွက်ခွင့်ပြုတိုးတက်ရေးကုန်ကြမ်းဈေးကိန်းလုံးခွင့်ကိုအဆုံးသတ်ရဲဆုံးဖြတ်ချက်ကိုတောက်ကိုရီးယားသို့အကြောင်းကြားလိုက်တယ်ဆိုပြီးဖြစ်ပါတယ်။အခြေခံအပြင်အရင်က American ကကုန်ကြပေးခဲ့တဲ့လက်နက်ဝေယုံမှုကုန်ကြမ်းဈေးတွေကိုအခုကနေစပြီးတောက်ကိုရီးယားကပြန်လည်ပေးဆော်ရတော့မှာပါ။ ဒါအပြင်စစ်ဖက်ပစ္စည်းတွေဖွံ့ဖြိုးတိုးတက်ရဲ့အတွက်သုတေသနနဲ့ဖွံ့ဖြိုးရေး already နဲ့ဆက်ဆက်တဲ့ကုန်ကျစရိတ်တွေလိုမျိုး American အစိုးရကကြက်ခံခဲ့တဲ့ကုန်ကျစရိတ်တွေကိုလည်းတောက်ကိုရီးယားကဝယ်ယူတဲ့အခါပေးဆောင်ရတော့မှာဖြစ်ပါတယ်ခုချင်းဟိတကိုရီးယားဟာဝါရှင်တန်ကသူတို့ကိုကိုဗိုင်အချိုးစီးပွားကိုမြင့်တင်ပေးတယ်လို့ယူဆတဲ့နိုင်ငံအနည်းငယ်စည်းင်းထဲမှာပါဝင်ခဲ့တာကြောင့်အဲ့ဒီကနေကင်းလုတ်ခဲ့ပါတယ်ဒီစည်းင်းထဲကတခြားနိုင်ငံတွေကတော့ဂျပန်၊ဩစတြေးလျ၊နယူးဇီလန်နဲ့အစ်စတရေးတို့ပဲဖြစ်ပါတယ် အစိုးဆုံးကတော့ trend ဟာဒီလောက်ရက်ကိုစိုးက2030ပြည့်နှစ်အထိ American စစ်ဖက်ပစ္စည်းတွေဝယ်ယူမှုအပေါ်ဒေါ်လာ25ဘီလီယံသုံးစွဲဖို့ကတိပြုထားချိန်မှာပဲလုပ်ခဲ့တာပါဒါကို Seoul မှာမသမာမှုစစ်ဆေးအဖြစ်အတိတ်ပဲဖွင့်ဆိုခဲ့ကြပါတယ်ချုပ်ဝေပြောရရင်တော့တောင်ကိုရီးယားဟာအရာအလုံးအစည်းအဝေးအတိုင်းဆက်သွားမယ်ဆိုရင်ရေတော်မှာနျူကလ িয়ার ရေငုပ်သင်းဖော့တွေကိုပိုက်ဆိုင်ရတော့မှာပါ ဒါမဲ့သူတို့ကိုရဖို့အတွက်ကုန်ကျစရိတ်ကမနေပါဘူး။လက်ရှိမှာသူတို့တိတ်မယုံကြည်တော့တဲ့မဟာမိတ်တုအပေါ်ပေါ်ပြီးမဟာဗျူဟာမြောက်မိခိုမှုနဲ့စတင်ပြီးတရုတ်နဲ့ပဋိပက္ခထဲကိုပါတွန်းပို့ခံရတာမျိုးဟာသူတို့အမြဲတမ်းချောင်ရှားဖို့စ조사ခဲ့တဲ့အရာပါ။တခြားတစ်ဖက်မှာတော့ဆိုးအတွက်အကျိုးကျေးဇူးကအလွန်စိတ်ဝင်စားစရာကောင်းနိုင်ပါတယ်။ဘာလို့လဲဆိုတော့ဒီသဘောတူညီချက်နဲ့သူတို့ဟာမြောက်ကိုရီးယားကသူတို့ထက်အရင်မဟာဗျူဟာမြောက်လက်နက်အသစ်တစ်ခုကိုမရရှိစေဖို့အာမခံနိုင်လို့ပါ။ဒါကပြုံရန်ကိုပင်လယ်ပြင်မှာထင်းချုံထားနိုင်မှာပါ။ ပြီးတော့အရေးကြီးဆုံးအချက်ကတော့သူတို့ဟာတန်ဖိအားဖြစ်စရာမရှိပဲသူတို့ရဲ့ကိုယ်ပိုင်နျူကလ িয়ার ရေငုပ်သင်းဖောနှီးပညာကိုသင်ယူပြီးတိုးတက်လာစေမှာပါဆိုဟာလော်လော့ဆယ်မှာဝါရှင်တန်ရဲ့အစီအစဉ်ကို live show ပဲမဲ့သူတို့မှာအရေးအစီအစဉ်တွေရှိနေပြီသားဆိုတာကတော့တေချာပေါက်ရှိနေပါတယ်ဘယ်လိုပဲဖြစ်ဖြစ်တောင်ကိုရီးယားကကမ္ဘာအတိတ်မှာဆုံးဆုံးမှာကစားပွဲအခြေအနေဟာပြောင်းလဲသွားတော့မှာပါတောင်ကိုရီးယားကအစင်းမြင့်နျူကလ িয়ার ရေငုပ်သင်းဖောတွေကိုအများအပြားထုတ်လုပ်နေတာနဲ့အမျှအမေရိကန်ရဲ့မဟာမိတ်တွေရဲ့စွန့်ရည်တွေဟာအဲ့ဒီဒေသမှာအစားပုံများစွာတိုးပွားလာတော့မှာပါ ဒါကစဉ်းစားကြည့်ရင်စိတ်ဝင်စားစရာကောက်ပါတယ်။ဘာလို့လဲဆိုတော့ trend ကတစ်ဖက်သက်ဝါဒအကြောင်းအများကြီးပြောနေပေမဲ့တရုတ်နဲ့ပတ်သက်တဲ့လုံခြုံရေးလိုမျိုးအရေးကြီးတဲ့ကိစ္စတွေအတွက်မာမိတ်တွေဟာအရေးပါနေတာကိုတွေးမြင်နေပါတယ်။တကယ်တော့လေအရန်ကိုအရေးပါနေတာပါ။နောက်ဆုံးမေးစရာရှိတာကတော့ဒီလောက်ရဲ့ပေါ်မိတ်ဆွေတို့အနေနဲ့ဘယ်လိုမျိုးထင်မြင်မိပါသလဲဆိုတာပါဒီစီးရင်ထဲမှာနောက်ထပ်ဘယ်နိုင်ငံများပါလာနိုင်မလဲဩစတြေးလျနဲ့တောကိုရီးယားတို့ပါဝင်ပြီးနေပြီဆိုတော့နောက်ထပ်ဂျပန်များဖြစ်ဖို့အလားအလာရှိမလား မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုခြံထားပေးခဲ့ဖို့တောက်ဆိုချင်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုကတော့ဒီလောက်ပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်